မင်္ဂလာပါရှင်ဒက်စလီဗီဒီနူရဲ့နိုဝင်ဘာ18ရက်နေ့မနေ့စင်နာရီတိနောက်ဆုံးအမှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တားရီပေါ်မှာတာဝန်မကြီးတဲ့ပီကွေထွန်းကြောင့်ကိုခုလိုရှင်းပြင်ပြောလာတဲ့ပူဇော်ပြုခဲ့တဲ့တည်းမင်္ဂလာဆောင်မှာစပေးသစဉ်ကိုလုတ်ခဲ့တဲ့လုတ်ရဲ့ bio fan လေးတစ်ဖိုင်ကြောင့်လူပြောများနေတဲ့ရွှေသပီးရဲ့တည်းလက်ထပ်ဖို့တည်းစီစဉ်ထားခဲ့ပေမဲ့လည်းခုလိုမျိုးကြောင့်မဟိနဲ့တူတခန့်ရခဲ့ကြတဲ့မူသခင်ရဲ့တည်းဘသူနဲ့မှမတူအောင်လက်ထပ်ကျနာကြောင့် speed boat စီးပြီးတော့မင်္ဂလာခန်းနာကိုရောက်လာခဲ့တဲ့မုံရဲ့တည်းပါဝင် ရန်ကုန်ရှိပြည်သားပြည်ပြင်းရေးစင်ပေါ်မှာလူတယောက်ရဲ့ပြုမှုကိုခုလိုတုတ်ပြန်လို့လူပြောများနေတဲ့ဇမင်းသားအောင်စမှုရဲ့တည်င်းတို့ကိုရှုစားမှာပဲဖြစ်ပါတယ်ရှင်။ရန်ကုန်ရှိပြည်သားဖျော်ပြင်းနေစင်ပေါ်မှာသူတယောက်ရဲ့ပြုမှုကိုခုလိုတုတ်ပြန်လို့လူပြောများနေတဲ့ဇမင်းသားအောင်စဘူးဒီအပိုင်းသတ္တမေလောကရောဆိုရှယ်မီဒီယာမှာပါဇမင်းသားလေးအောင်စဘူးရဲ့နာမည်ကတော်တော်လေးပြန့်နေနေပါတယ် ူသိန်း900ဆူချင်းမြင့်ခင်ရတဲ့တရင်ကြောင့်မလို့လူသိများထင်ရှားလာတယ်လို့အခုတခါမှာတော့သူ့ရဲ့စိတ်ထဲနဲ့တိခက်မှုကိုထင်ရှားပြသလိုက်တဲ့ဖြစ်ရတဲ့ခုထက်မဲ့ပေါ်ပေါက်လာခဲ့လို့ပရိသတ်တရားသူ့ကိုချီးကျူးမဆုံးဖြစ်နေကြပါရဲ့ဒီကိစ္စကဘယ်မှာဖြစ်တာလဲဆိုတော့ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ကစက်ပွဲတစ်ခုမှာဖြစ်ခဲ့တာပါပရိသတ်ကြီးတို့သူ့ရဲ့တိုင်းဇမင်းသားအောင်စဖို့ဆိုတာကမြို့ရွှေမန်သားဖိုးချင်းရဲ့လရင်တစ်ပည့်တယောက်ဖြစ်ခဲ့ပြီးတော့ခုခါမှာတော့ကိုပိုင်အောင်စဖို့စက်တပင်ကိုတီထောင်ထားနိုင်တဲ့အထိအောင်မြင်နေသူပါ သူရဲ့ရုပ်ရည်ကာလာပြားဆက်တွေမှာတရုတ်ဆောင်နဲ့ရေးချင်းနေကြအထူးသဖြင့်မြို့သမီးပြိသက်တွေရဲ့အားပေးမှုကိုတသက်လို့ရရှိထားတဲ့ထိတ်တန့်ဆက်မင်းသားတယောက်ဖြစ်ပါတယ်။အခုပြက်ကသူရှိပီတာမြို့နယ်မှာကားပြပြပြနေတုံဖြစ်ခဲ့တာပါ။အောင်စဘူတို့ဇက်ဖွဲ့သားတွေစင်ပေါ်မှာအားရပါရကားပြပြပြနေချိန်ပြိသက်တွေကမျက်နှာကိုမက်စတာထားတဲ့လူတယောက်ကစင်ပေါ်ကိုတက်လာခဲ့ပါတယ်။သူကဇက်ဖွဲ့ကိုဆုလာချတာပါ။တိုင်းမဲ့သူစုချတဲ့ပုံစံကလုံးဝမမြင်ကြခဲ့ပါဘူးပုံမှန်ဆိုရင်ပြိသက်ကအမှုပညာရှင်ကိုလေးစားသမှုနဲ့လက်နဲ့ပတ်စံကိုပေးရတာပါ ဒါမှမဟုတ်ပန်းကုံးဆွတာမျိုးလောက်ကြပါရီအခုဒီလိုဟာသူပေးတဲ့ပတ်စံကိုခြေထောက်နဲ့ကန်ပြီးတော့ဆူချခဲ့တာပါပြိသက်တို့စဉ်းစားကြည့်ပါမြမရင်ကျေးမှုမှာခြေထောက်ဆိုတာအင်မတန်နေကြတဲ့အရာပါအမှုပညာရှင်တယောက်ကိုအများပြည်သူရှေ့မှာစင်ပေါ်တက်ပြီးခြေထောက်နဲ့ကန်ပြီးဆူချတယ်ဆိုတာတမင်တကာစော်ကားလိုက်တာရှက်ခွဲလိုက်တာနဲ့အတူတူပါပဲလူရှင်တော်တွေကိုဒီလိုလောက်တာတောင်းမှအင်မတန်ရှိုင်းပြတဲ့ပြုမှုဖြစ်နေချိန်မှာအခုဟာဇက်ရဲ့မင်းသားပွဲရဲ့အဓိကအသက်ဖြစ်တဲ့အောင်စဘူကိုရိုင်းကိုအခုလိုပြုမှုခဲ့တာပါ ဒီနေရာမှာပွဲကရွှေပြည်သားမှာဖြစ်တာကိုလည်းထည့်စင်းစားရပါမယ်။လိုင်သားရရွှေပြည်သားလူနေရာတွေဟာလူမျိုးမျိုးစိတ်ထွေထွေရှိပြီးတော့လူမိုက်လို့ခေါ်တဲ့ပွဲဆိုအောင်ပြည်တနာရှာကျင်နေသူတွေပေါ်တယ်ဆိုတာအားလုံးသိပါ။အခက်မတင်ရင်ဒီပြမှုတစ်ခုရဲ့နေစင်ပေါ်မှာပြည်တနာကြီးကျယ်တက်သွားနိုင်ပါရင်အရှင်ကဆက်သမင်လောကမှာနမေကြီးဇမင်းသားကြီးဆွမ်းစာနေဆိုရင်လည်းစင်ပေါ်မှာအဲ့လိုပဲစူးချတယ်လို့လို့နေစော်ကားခံရကနေပြည်တနာကြီးကျယ်တက်ခဲ့မှုတွေတာရကရှိပါရင် ောင်စဘူသာအဲ့ချိန်မှာစိတ်မထိနိုင်မင်းနဲ့သူ့ရဲ့မာနာနဲ့ဒေါသကိုရှေ့နှန်းတင်ပြီးပြန်လည်တုတ်ပြန်လိုက်မယ်ဆိုရင်ဆက်ပွဲကြီးပြတ်သွားနိုင်တယ်လို့မင်းသားရဲ့နာမည်ပါအပြတ်ဘက်ကိုလျှောက်သွားနိုင်ပါတယ်။ဒိုင်းမင်းဇမင်းသားအောင်စဘူကအလိုမတုတ်ပြန်ခဲ့ပါဘူး။သူ့ကိုဒီလောက်ချိန်ပြစွာပြစ်မှုလိုက်တဲ့လူပေါ်မှာသူကဒေါသတစ်စီးပြန်လည်တုတ်ပြန်မယ်စာအန်အိုစရာကောင်းလာအောင်တိခန့်လိုက်ပါတယ်။သူ့ရဲ့ကိုယ်ပိုင်မာနာတဲ့ပွဲလာကြီးတဲ့ထောင်မများစွာသောပရိသတ်ရဲ့မျက်နှာကိုပို့ကြည့်ခဲ့ပါတယ်။ စက်ပွဲကြီးမပြည့်စီအောင်သူဟာနုပညာရှင်တယောက်ရဲ့ professional စိတ်နဲ့အခြေအနေကိုသိခံခြင်းဆိုတဲ့ပညာနဲ့ခေရှင်းကြော်ဖြတ်သွားခဲ့တာပါ။ဒါကြောင့်လေဒီဖြစ်ရပ်ကိုမြင်လိုက်ရတဲ့ပရိသတ်တရားအောင်စဖို့ရဲ့စိတ်ထားနဲ့ရင်းကျက်မှုကိုချီချူးမဆုံးဖြစ်နေကြပါရဲ့။အနုပညာရှင်ဆိုတော့နုပညာရဲ့ချင်းတော်ရုံမပြီးပါဘူး။ဒီလိုပရိသတ်ရှင်မှာကြုံရတဲ့မျောလင့်ထားတဲ့စင်ခေါ်မှုတွေဆောက်ကားမှုတွေကိုဘယ်လောက်ထိသိခံနိုင်မလဲစိတ်ရှင်နိုင်မလဲဆိုတဲ့ပုံစံကလည်းအဓိကကြပါရဲ့။အောင်စဖို့ကတော့ဒီဆောင်ပွဲကိုအောင်မြင်စွာဖြေဆိုနိုင်ခဲ့ပါပြီ။ ပရိသတ်ကြီးတို့ရောဆမင်းသားလေးအောင်စပူရဲ့ဒီလိုရင်းချက်ပြီးတော့တိခန့်တတဲ့ပြမှုပေါ်မှာဘလို့ထင်မြင်မိပါသလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးရှင်။တော်ရီပေါ်တာဝန်မကြည့်တဲ့ PK ထွန်းချောင်းကိုအခုလိုရင်းဖွင့်လာတဲ့ပိုးချပြုခင်ပြိတ္တကြီးမင်းသမီးပိုးချပြုခင်သူမရဲ့ခင်မောမန်းလေးကနာမည်ကြီးရွှေတထေး PK ထွန်းတို့ရဲ့အင်အားရင်းခါတော့ ပရိသတ်တွေရှင်မှာအမြဲတမ်းပန်းခင်းလန်းလို့ဖြောင်မြူးမနေခဲ့ပါဘူးအားလုံးမမိကြအောင်ပဲထင်ပါတယ်အရင်တစ်ခေါက်တုန်းကဘိုးကြောင်ပြုကင်တယောက်ကိုဝင်နေနေစိလာစိဖြစ်နေချင်းဘယ်ချိန်မီးဖွားမလဲစောင့်ကြည့်နေရတဲ့အရေးကြီးတဲ့အချိန်မှာခင်မောတဲ့ပီကေထွန်းက KTV မှာတညလုံးသွားရနေခဲ့လို့ဘိုးကြောင်ပြုကင်တယောက်တိုင်းသိပြည်တွေကိုအင်တာနက်မီဒီယာကနေဝန်ထဲတကြီးနဲ့ရင်ဖွင့်ခဲ့ရပူပါတယ်အဲဒီတော့ကပရိသတ်တွေကပီကေထွန်းကိုဝိုင်းဝန်းအပြစ်တင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ပိုးကြပြခင်မေထော်ရေးမြင်ကြအောင်သူတို့မိသားစုအဆင်ပြေသွားတဲ့ပုံရိပ်တွေပြန်တွေ့ခဲ့ရပါတယ် ဒါပေမဲ့ခုတစ်ခါမှာတော့ပိုးချပြုတ်ခဲ့တဲ့အောင်ခင်မွန်းတဲ့အချိုးတွေနဲ့တာဝန်မကျေမှုတွေကိုထပ်မံဖွင့်ချလိုက်ပြန်ပါပြီဒီတစ်ခါကတော့ဇနီးများပေါ်တာဝန်မကျေတာထက်ပိုးဆိုပါတယ်ဟိဖာကေတောင်နေတဲ့သားသမီးတွေပေါ်တာဝန်မကျေတဲ့အကြောင်းကိုပါသူမကအတိလင်းရင်ဖွင့်လာတာပါအဖြစ်ကတော့ဒီလိုပါသူမရဲ့သားလေးဦးရဲ့ဝင်းနေပွဲမှာကလေးကဖိုးဖွားဦးလေးအတော်အကုန်မှာဝန်းဝဲမောင်မားတွေစီကစားအလုံးစီမှာဝင်းနေလက်ဆောင်တွေအတိအီရခဲ့ပါတယ်ဒါပေမဲ့ကလေးရဲ့အဖေရဲ့ဖြစ်တဲ့ကိုဘီကေထွန်းစီကတော့ဘာလက်ဆောင်မှမရခဲ့ပါဘူး ဒါဒီတစ်နှစ်ထဲဆိုတော့မဟုတ်ပါဘူးပိုးကြပခင်ရေးထားတာကနှစ်နှစ်ကလည်းမရဘူးဒီနှစ်လည်းမရဘူးလို့ဆိုပါရယ်ကဲဝင်းလက်ဆောင်ကထားပါတော့တထေးတယောက်ဖြစ်ပြီးတော့ PK ထွန်းဟာအပြင်ကပြန်လာရင်ကလေးတွေအတွက်မုံလေးအယုတ်လေးတွေဝယ်လာပေးတာမျိုးရောရှိလားဆိုတော့တစ်ခါမှမရှိခဲ့ဘူးလို့ပိုးကြပခင်ကအတီလင်းကိုဆိုလာပါတယ်ဒီလိုကလေးတွေကိုဘာမှလက်ဆောင်မပေးတဲ့ပုံမှာခင်မုန်းတဲ့ PK ထွန်းရဲ့အကြောင်းပြချက်ကပိုးပြီးတော့အားအသင့်စရာကောင်းနေပါတယ်သူပြောတာကအမတ်တရားကဒီမိသားစုလူဖြစ်လာတာကအမတ်တရားထက်ပိုးပြီးတော့လက်ဆောင်ပေးတယ် ဒီလိုအကြောင်းပြချက်ကပိုးချပခင်တော်တော်တော်လေးကိုစိတ်ပျက်စရာဖြစ်ခဲ့ပုံပါပဲ။တမဆက်ပြီးတော့ဖွင့်ချလာတာကတမခင်မွန်းရဲ့အချိုးပါ။သူခင်မွန်းကသမီးတွေကိုကြတော့အယမ်းယူရတယ်၊ကျင်နာတယ်၊မွနီလက်ဆောင်ကစားအသေးစိတ်ပြင်ဆင်ပေးနေတယ်။ဒါပေမဲ့ကိုယ့်ရဲ့သားရင်းနေဖြစ်တဲ့အယိန်နောင်နဲ့ရခဲ့တဲ့သားကြီးဖုံးပြနေတဲ့သားငယ်ဦးတို့အလဲကြတော့အမြဲတမ်းဆိုတယ်အမြဲပဲပြစ်ပဲပြောတယ်။ကလေးတွေကိုထိန်းချောင်းမုံရမ်းမှားတယ်ဆိုပြီးတော့ဖွင့်ချထားပါတယ်။ဒီနေရာမှာပိုးချပခင်ကသူ့အဖေနဲ့နှိုင်းရှင်ပြီးတော့ပြောလာပါတယ်။ကို့အဖေကတော့အဲ့လိုမဟုတ်ဘူး။ သူသားအငယ်ဆုံးအုံမူလေးကိုဆိုရင်သူရဲ့ချစ်တာနဲ့ဒါဟာသူမခင်မုန်းကိုသူမရဲ့ဖခင်လိုမျိုးသားသမီးတွေပေါ်မှာနူးညံ့စေခြင်းနဲ့ကျဉ်းနာစေခြင်းနဲ့ဂယုဆိုင်စေခြင်းနဲ့ဆိုတဲ့ဇနီးတယောက်ရဲ့မျှော်လင့်ချက်တွေကိုပြသလိုက်တာပါသူမတကယ်လိုအပ်နေတာကအကြောင်းသားအကြောင်းမြန်ကစာလိုက်ပို့ပေးစေခြင်းတော့အပေါင်းအသင်းတွေထက်မှသားသမီးနဲ့မိသားစုတွေကိုပို့ခင်တွဲစေခြင်းတော့ ကလေးအလုံးနဲ့ပတ်သက်လာရင်ရရမှာတကိုယ်တိုင်ဝင်ပြီးတော့စီစဉ်ပေးတာမျိုးဥဆောင်တာမျိုးပဲဖြစ်စေချင်တယ်ဆိုတော့ခင်မွန်ကောင်ဖောက်ကောင်တရားရဲ့ပုံစံမှာသူမပြောချင်တဲ့အဓိကချက်ကတာဝန်မကျေမှုပါပဲသူဆက်ရေးသားထားတာကအခုဘာပွဲရှိရှိကိုပဲအဆအဆုံးစီစဉ်ဝင်းနေမှာတော့မှလှူပီးကန်နေတီကိုအဲ့ရကမထောင်ဆိုတော့လေဆိုပြီးတော့ခင်မွန်တဲ့ပေါ်ရုံမှုတွေကိုချိန်ပြတ်စွာနဲ့ရေးသားထားပါတယ် တကယ်တော့ကလေးတယောက်အတွက်အဖေစီကမွေးနေ့လက်ဆောင်မရတာအဖေကအတူတူအချိန်မဖြုတ်ပေးတာဂယုမဆိုင်တာဒါတွေကကလေးရဲ့စိတ်ထဲမှာဘရော့မဖြောင်းမရတဲ့စိတ်ထံရအသေးစားလေးတွေဖြစ်နေကြံခဲ့ရပါတယ်။ဘိုးကြပြုကင်တယောက်ဒီတစ်ခေါက်ထပ်ပြီးတော့အင်တာနက်ပေါ်မှာဖွင့်ချလာဟာဒုက္ခမွန်ကိုတားသမီးရဲ့အတွက်တာဝန်သိရဲ့ဖခင်တယောက်ဖြစ်ပါတော့လို့တောင်းဆိုလိုက်တာပါ။ပရိသတ်ကြီးရေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါသလဲ။အဖေတွေကတားရီအပေါ်မှာအမြဲတမ်းဒီလိုပဲစူးပူးငေါငန်းတက်သလား။ဒါပုံမှန်ပဲလို့ထင်ပါသလား။ဒါမှမဟုတ်ဒါဟာ PK ထွန်းရဲ့တာဝန်မြင်မှု ိုးချပြုခင်ရဲ့ခန်းစားချက်ကလုံးဝမှန်ကန်တယ်လို့မြင်ကြပါသလားဘသူနဲ့မှမတူအောင်လက်ထက်ကျင်လို့ speedboat စီးပြီးတော့မင်္ဂလာခမ်းနားကိုရောက်လာခဲ့တဲ့မုံအားလုံးမင်္ဂလာပါ The Celebrity New Page ကနေပြန်နေကကြိုဆိုလိုက်ပါရစေဒီနေ့ရဲ့ဝါကျုံမှာမင်းမကြီးနဲ့စွေသည်စင်တို့ဟာကြီးကြီးကျယ်လက်ထက်နေချိန်မှာလူသိမကန်မဲနဲ့လက်ထက်သွားတဲ့မင်းသမီးတယောက်လည်းရှိပါရစေ ဇွေသည်စင်တို့ဟာခန်းထားတဲ့မင်္ဂလာဝဲ၆ဝဲကိုပြုလုပ်နေပြီးဖက်ရှင်တွေကလာနေလို့ငေးမောရတဲ့အထိနေမယ်ကြီးနေပါရီအဲ့ဒီအချိန်မှာတော့ MRTV4 ကတိရုပ်ဆောင်တရားဖြစ်တဲ့မုံကလည်းသူ့ချစ်သူနဲ့လက်ထပ်သွားခဲ့ပါရီမုံဆိုတာကတော့စီတလုံးမှာပုံအချစ်ဆုံးသူရဲ့ထုတ်ပတိစားတဲ့ဇလန်းတွေနဲ့အောင်မြင်ခဲ့သူဖြစ်ပါရီ MRTV4 ရဲ့ဇလန်းတွေလောကမှာလူတီများတဲ့မုံကပူကြီးမမပြေတိရုပ်ဆောင်ကောင်းတာချောင်းလေးနေမယ်ကြီးခဲ့ပါသေးတယ်အခုတော့မုံကသူ့ရဲ့ချစ်သူနဲ့လက်ထပ်သွားပြီဖြစ်ပြီး မင်္ဂလာဝေးခန်းတော့ကိုဘသူနဲ့မှမတူအောင် speedboat စီးပြီးတော့ရောက်လာခဲ့ပါတယ်။သူရဲ့ခင်မိုးတဲ့ကိုထုံမကြွားခဲ့တဲ့မုံကနိုဝင်ဘာလ16ရက်နေ့မှာမင်္ဂလာမော်ကိုတင်ခန်းတော့ရောမင်္ဂလာဆုံးကပွဲကိုပါကျင်းပခဲ့တာပါ။သူရဲ့ခင်မိုးတဲ့ကမုံနဲ့အသက်မတင်းမရင်ရွယ်ဖြစ်ပြီးတော့ခံရတဲ့ရုပ်ရည်လေးရှိနေပါတယ်။ခွန်ရီတတိကြီးတွေကိုအပြိုင်လက်ထက်ကြတဲ့မိန်းသမီးတွေကြားထဲမှာမုံကတော့တစ္ဆာရှိတဲ့မျိုးသားကိုပဲရိတ်ချဲသွားပါတယ်။ရန်ကုန်ကနမေကြီးစားတော့ဆိုင်တစ်ခုမှာမင်္ဂလာလက်မဲ့ရေးထိုးခဲ့တာဖြစ်ပြီးတော့လက်မဲ့ထိုးမဲ့နေရာကိုလာဖို့အတွက် ဂျာကန်ထဲမှာ speed boat စီးလာခဲ့တာပါဆက်ဆက်ပြပြလေးဖြစ်သွားအောင်လို့ပသိန်ထီလေးကိုလည်းစောင်းလာခဲ့ပြီးတရုတ်ကားတွေကမင်းသမီးလေးလိုမင်္ဂလာခမ်းနားကိုရောက်လာခဲ့ပါတယ်ဂျာကန်ထဲမှာလေးစီးပြီးတော့ရောက်လာတဲ့နောက်မှသာမင်္ဂလာနံပါတ်ရေးထိုးခဲ့တာဖြစ်ပါတယ်မောင်ရဲ့မင်္ဂလာနံပါတ်ရေထိုးပွဲမှာမုံဘွားအတွက်လေးစားရတဲ့ရန်အောင်တဲ့မိသားစုကအသည့်သက်သေးလေးဖြစ်လက်မှတ်ထိုးပေးခဲ့ပါတယ်။ကြားတော်မိသမီးတွေကလက်ထပ်တော်မေဆိုရင်အင်တာဗျူးရလေးဖြစ်တယ်လို့မင်္ဂလာဝဲအကြောင်းတွေလည်းမကြာခဏပြောပြတတ်ကြပါရဲ့။ ဒါပေမဲ့မုံကတော့သူလက်ထက်ပိတ်အကြောင်းကိုဘသူ့ကိုမှချိုတင်ပြီးတော့မပြောပြထားခဲ့ပါဘူး။သူသက်33နှစ်ပြည့်မွေးနေ့မှာသူ့ရဲ့ခင်မောင်လောင်ကစိန်နစ်စုကြီးနဲ့လက်ထက်ခွင့်တောင်းခဲ့တဲ့အကြောင်းကိုပဲသိပေးခဲ့ရပါတယ်။အဲနောက်မှာတော့မုံကသူ့ရဲ့ချစ်သူနဲ့ကပကသနာမပါဝင်တဲ့ပွဲကိုကျင်းပလိုက်တာပါ။ကျိုးတော်မင်းသမီးတွေကမင်္ဂလာလက်မဲ့ရေးထိုးဝဲတဲ့မင်္ဂလာဆုံးကတ်တာကိုတဝဲစီတည်တန်ကျင်းပတာဖြစ်ပေမဲ့လည်းမုံကတော့တရက်သေးမှပဲကျင်းပလိုက်ပါရင်ဒီပွဲကိုလူနေငယ်သားဖိတ်ပြီးတော့ရိုးရှင်းတဲ့ပွဲလေးဖြစ်အောင်လုပ်လိုက်တာပါ ။မင်းလာလက်မဲ့ရေထူဝဲကိုရိုးရှင်းစွာကျင်းပပေမဲ့မုံဝင်ဆင်ထားတဲ့ကြောင်းမြင်နာတွေကတမိုးကြီးနေပါရယ်။ထိုင်းကနမဲကျော်မင်းသမီးဒါဗီကာကခြံဝင်းထဲမှာပဲလက်ထက်ခဲ့သလိုမုံကလည်းစားတော့ဆိုင်ထဲမှာပဲလက်ထက်လိုက်တာဖြစ်ပြီးသူ့ရဲ့ပွဲနဲ့ပတ်သက်လို့ဘသူ့အမှအတိမပေးခဲ့တာပါ။သူတို့နေရာအတွက်ချစ်ကပဲရေးကြည့်ပြီးတော့ပကာသနာတွေရေးမကြည့်လို့တာမန်ပွဲလောက်ပဲကျင်းပလိုက်ပါတယ်။ MND4 ကမင်းသမီးတွေကလက်ထက်ရင်ချမ်းသာကြွားတဲ့တတိကြီးကိုပဲရွေးချယ်လေးရှိကြပြီးခရန္နာမင်္ဂလာဆောင်လေးရှိကြပါတယ်။ အမဒီဝါမင်းသမီးတွေရဲ့မင်္ဂလာပွဲတွေကနမဲကြီးပြီးတော့တပွဲပြီးတပွဲမယူနိုင်အောင်လုပ်တဲ့ကြပါပဲ။ဒီထဲမှာတော့မုံငါထူးခြားနေပါတယ်။ဒါကြောင့်မုံငါပကသနာကင်းတဲ့မင်္ဂလာပြေချီကျူးနေကြတဲ့သူတွေလည်းရှိပါတယ်။မင်္ဂလာပွဲကိုရိုးရှင်းရှင်းကျင်းပပေမဲ့ဘယ်သူမှမထူအောင်လေးလေးစီးပြီးတော့ရောက်လာခဲ့တဲ့မုံရဲ့လက်ထက်ပွဲကလူသိမခံတာလားဒါမှမဟုတ်ပကသနာကင်းတာလားဆိုတာ comment မှာပြောခဲ့ပေးပါအောင်ရှင်။ တချက်ဖို့ဒီစီစဉ်ထားခဲ့ပြီးမယ်လဲခုလိုကြောင့်မဟင်းနဲ့တူတခန့်ရခဲ့ကြရမှုသခင်ကိုကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။ဒီအပိုင်းအတွင်းမှာတော့နှုပညာရှင်တွေရဲ့အားကြစရာမင်္ဂလာပွဲတွေကဇက်တိုက်ဆိုသလိုထွက်ပေါ်လာကြရပါတယ်။လိုက်ဖက်ကြတဲ့နှုပညာရှင်စုံတွေထဲမှာမဟင်းတို့စုံတွေကလည်းပါဝင်နေကြရတာပါ။ဒါကြောင့်လေသူတို့နှစ်ဦးရဲ့မင်္ဂလာပွဲလေးကိုပါပရိသတ်တရားစောင့်မျှော်လာကြကြတာဖြစ်ပါတယ်။မဟင်းနဲ့မုသခင်ကိုဟာတစ်ဖက်မှာတော့မင်္ဂလာဆောင်မေးအစီအစဉ်တွေထိချပြကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းမိုင်းအင်းနဲ့တူရုတ်တရက်လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းခြားပြလာခဲ့တာပါ။ဒါကြောင့်လည်းပရိသတ်တွေအနေနဲ့မြင့်တက်လာခဲ့တာဖြစ်ပါရယ်။မိုးတခင်ကတော့တူရဲတောက်ပနေကြရသလိုတူရဲပျော်ရွှင်နေကြောင်းလည်းဆိုလာခဲ့ရပါရယ်။ဒါပြင်မှာတော့အမုန်းမပါတဲ့ချက်ချင်းနေတဲ့တူတစ်ဖက်မှာတော့တခန့်ရခဲ့ကြတာလည်းဖြစ်ပါရယ်။ဒါကြောင့်လည်းလမ်းတွေးတဲ့အခါနှုတ်ဆက်ပြုံးပြဖို့ဒီစူးစမ်းနေကြတာလည်းဖြစ်ပါရယ်။မင်းနဲ့မိုးတခင်ကိုတော့နှစ်ဖက်မိပါရီကိုတီးပေးကမိင်္ဂလာဆောင်မေးစီစဉ်နေကိုပါအိမ်မက်မက်ခဲ့ကြတာဖြစ်ပါရယ် မင်္ဂလာဆောင်ပါတော့အချိန်ပိုရုပ်ရှင်ကားကြီးကိုပါတစ်ဖက်မှာရှင်းနေခဲ့ကြတာပါဒါကြောင့်လေလူပညာရှင်များစွာကနေဝိုင်းဝန်းကူညီခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကတော့မင်းအင်းအင်းနဲ့မန်ဇန်နဲ့နန်းထွက်လဲသွားခဲ့တာကြောင့်လူဝဲချက်တွေများရှိခဲ့တာလားဆိုပြီးတော့ပါထောက်ပြလာခဲ့ရပါတယ်မိချိုဇကားလေးနဲ့တူမင်းအင်းနဲ့မုသခင်ကိုတို့ဟာပရိသတ်ချက်တော်တွေဖြစ်လာခဲ့ကြတာပါမင်းအင်းကတော့ဖူဆယ်အသင်းနဲ့တူဘွားကိုကြိုးစားနေခဲ့သူဖြစ်ပြီးဖူဆယ်ရုပ်ရှင်ဇကားကြီးနဲ့ပါမိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်ဒါကြောင့်လေမင်္ဂလာဆောင်မင်းငွေတွေနဲ့တူအချိန်ပိုကိုဖန်တီးခဲ့ကြတာဖြစ်ပါတယ် အချင်းဘိုးဆက်ကတပတ်မှာတော့မျှော်မင်းထားသလိုတော့ပြစ်မလာခဲ့တာပါဒါကြောင့်လေကြီးစုသူတွေဟာတပတ်မှာနေပါခဲ့ရတာဖြစ်ပါတယ်ပရိသတ်တွေကတော့တူတူပြစ်ကြောခဲ့ကြတဲ့အချင်းတွေကြောင့်ကျူနာတက်နေခဲ့ရတာဖြစ်ပါတယ်လော်တဲဘူးတွေယူရထားတာကြောင့်လေအချင်းတွေများစွာကိုပါပိတ်ဆက်ခဲ့ကြရတာဖြစ်ပါတယ်ဒါကြောင့်လေတခန်းရဲ့ပြစ်ပြက်လေးပေါ်မှာပရိသတ်တွေအနေနဲ့စာနာပေးလာခဲ့ရတာဖြစ်ပါတယ်ပရိသတ်တွေကတော့မိမိလိုချစ်စနှုန်းခေါ်ဝါတာကြောင့်လေသဘောကျခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်လေဇနီးမောင်နှံဖြစ်ရှုမြင်မိခဲ့တာလေးဖြစ်ပါတယ် မင်းနဲ့မုတ်ခင်ကိုကမင်းလာဝဲသုံးပွဲကျင်းပဖို့ဒီအားခဲထားခဲ့တာဖြစ်ပြီးတော့မတူညီတဲ့ပေဝေးတည်တင်တဲ့တူစီစဉ်ထားခဲ့ရတာပါအင်္ဂလိပ်တစ်လုံးနဲ့တူလေဘော်ရေဆွဲခဲ့ကြပြီးမဲ့လေလေဘော်ကအင်္ဂလိပ်ဖြစ်နေတာပြီးဆုံးသွားခဲ့ရပါတယ်ဒါကြောင့်လေမုတ်ခင်ကိုတရားယူနာတက်နေခဲ့ရတာပါပရိသတ်တရားတော့တကူတဲ့တောက်ပကပုံမလာပါလာတဲ့မုတ်ခင်ကိုကြောင့်ပဲတစ်ဖက်မှာပျော်ရွှင်နေခဲ့ရပါတယ်ဒါကြောင့်လေအားပေးမှုအများပြားနေတူပရိသတ်တရားလေးစားကြည့်ကျူးနေရတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာဆောင်ပါဆိုပြီးတစဉ်ကိုလောက်ခဲ့တဲ့လောရဲတခုဒီရီယိုဖိုင်တခုကြောင့်လူပြောများနေတဲ့ရွှေသမီးဆိုပြီးစဉ်နဲ့မင်္ဂလာညဆောင်စာပွဲမှာရွှေသမီးရဲ့လောရဲတခုကြောင့်တော်တော်လေးကိုလူပြောများနေပါတယ်သူပြင်းတော့ဆိုပြီးစဉ်ပေါ်မှာလှုပ်လိုက်တဲ့ရွှေသမီးလောရဲနဲ့စိတ်ထားလေးကိုလူတွေကပြောနေကြတာပါငယ်စဉ်ဆုံးတွဲမင်းသားဟင်းဝင်းရဲ့နဲ့မင်းသမီးဆိုပြီးစဉ်တို့ရဲ့မင်္ဂလာဝယ်ကြီးအကြောင်းကတော့ဒီအပိုင်းဆိုရှယ်မီဒီယာမှာပြောစရာကောင်းစင်ပေါင်းစုံနဲ့လွှမ်းမိုးနေတော့မှာပဲ ီလီယံနဲ့ချီတဲ့လက်ဖွဲ့တွေအကြောင်းရွှေကိုဘိတ်တာနဲ့ဝစ်စုံတွေအကြောင်းခန္ဓာလုံးနဲ့ပြင်စင်တွေအကြောင်းတွေဂျာရဲမှာကိုနောက်ဆက်လူရင်းရဲ့ပါဇက်ဖြားမှာချင်းကျိုးစကားနဲ့လူပြောများနေတဲ့အကြောင်းအရာတွေတခုထပ်ပေါ်လာတာပေါ့အဲ့ဒါငါတို့ပွဲတက်ဧည့်သည်တင်အောင်ပရိသတ်တွေရဲ့ချစ်တော်မင်းမင်းကြောင့်လေးရွှေသမီးဗီဒီယိုဖိုင်လေးတစ်ခုကြောင့်ပါပဲပရိသတ်ကြီးတို့တည်တဲ့အတိုင်းမန်လေးတို့လေးရွှေသမီးဆိုတာလူပညာလောကမှာထိတ်တန့်မင်းမင်းကလပ်ဖြစ်ပေမဲ့သူ့ရဲ့ပင်ကိုစိတ်ထားနေကြောင်းလူချစ်လူခင်အင်မတန်ဟိုမှာပေါ်များတဲ့သူပါတခြားမင်းမင်းတို့ချို့ကိုမှန်မှန်တော့ထားတာမျိုးမရှိပဲ အများရန်ပြပြောရှိရှိပေါပေါပပတခါတလေခလေးလေးတယောက်လည်းအမှုပညာလောကသားအချင်းချင်းကိုပြိသက်တွေပါရင်းရင်းနှီးခင်းခင်းမင်းမင်းဆက်ဆံတဲ့သူပါအခုအဲ့ဒီသူရဲ့စိတ်ထားလေးကိုထပ်ပြီးတော့တက်တည်ပြလိုက်တဲ့ဖြစ်ရလေးတခုပါငယ်စဉ်ဆုံးတည်းရင်မင်းလာကျဆာဇာဝေးဖြစ်ပွားခဲ့တာပါအင်ဂျင်ကတကယ်ကိုခန်းနာလို့မာရင်ဒီမနက်ရင်ထိန်တန်းသူများရှင်တွေကျဲပွင့်နေစုံလင်နေမျက်စိချင်းအောင်စီကားခဲ့တာပါသူတို့သမီးစပိစင်ကလှပပလုံးနဲ့သူတို့သမီးကောင်းဝင်ဖြောင်းကြီးနဲ့တကယ်ကိုမှမိသမီးလေးတစ်ပေါင်းလို့လှနေပါတယ်ဒီလိုခန်းနာတဲ့ပွဲတွေလှလှပတဲ့ကောင်းဝင်ရဲ့နောက်ွယ်မှာ သူတို့သမီးတွေအတွက်အခက်အခဲတစ်ခုရှိပါတယ်အဲ့ဒါကတော့ဂါဝင်ရဲ့နောက်ပြီး brown train ကအရန်ရှည်လျားပြီးတော့လမ်းကြောင်းအခက်ခဲတာပါပဲအဲ့ဒီမှာပွဲတက်လာတဲ့ဧည့်သည်အားလုံးကကိုယ့်ရဲ့အလှပနဲ့ကိုယ်စီနဲ့ခက်ခဲညာညာလှတာပတာပြင်ဆင်ပြီးဇပွဲဝိုင်းဒီမှာနေရာယူချိုင်နေရတဲ့အချိန်မှာအတိုင်းပဲမင်းသမီးရှည်သမီးကတော့အဲ့လို time နေခဲ့ပါဘူးထပ်ပေါ်လာတဲ့ video file တစ်ခုထဲမှာသူတို့သမီးစုပေးခြင်းတရားလမ်းကြောင်းရတာအဆင်ပြေစေဖို့သူရဲ့ဂါဝင်နောက်မိကိုမင်းသမီးရှည်သမီးကိုယ်တိုင်နောက်ကနေလိုက်ပြီးတော့ကင်ပေးနေခဲ့တာပါ အဲ့ဒီတိုင်းတောင်ကလေးတွေ့မြင်ရပါတယ်တကယ်တော့ရွှေသမီးဆိုတာလည်းဒီပွဲရဲ့သရိုးသမီးအရင်လည်းမဟုတ်ပါဘူးသူကိုယ်တိုင်ကထိတ်တမ်းသမီးကြပါဒီလိုလိုင်းလုံးနေစရာလဲသူ့မှာဘာသာဝင်မှမရှိပါဘူးဒါပေမဲ့သူကငါထိတ်တမ်းသမီးဆိုရင်မမနာမျိုးလုံးဝကိုပေးချိန်ပြီးကိုယ့်ရဲ့နှုတ်ပညာပေါ်တော့ကိုယ့်ရဲ့အမအရင်ဖြစ်တဲ့ရလို့သဘောထားပြီးတော့စွေးစဉ်အစီအပြေလမ်းလျှောက်နိုင်ဖို့ဝင်ရောက်ဝဲစာတွေကိုစေတနာပြည့်နဲ့ကိုယ်တိုင်လည်းလုပ်ပေးကြပါဒီမြင်ကွင်းလေးကတကယ်ကမှကြီးလို့ဆရာကားပြီးတော့ရွှေသမီးနဲ့ပင်ကိုစိတ်ထားမှန်ကိုဖော်ပြလိုက်တယ်လို့ပါပဲ ဒါကြောင့်လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတိုင်းကရွှေသမီးရဲ့စိတ်ထားလေးကိုချီးကျူးလို့မစောဖြစ်နေကြတာပါ။အနည်းပညာလကမှာအလှပအောင်မြင်တဲ့ထက်ဒီလိုရောသားပြီးတော့ကိုကြီးတဲ့စိတ်ထားကပရိသတ်ရဲ့ချစ်ကိုရေရှည်ပိုင်ဆိုင်နာနာဖြစ်ကြောင်းကိုရွှေသမီးကသက်သေပြခဲ့ပါရင်ပရိသတ်ရှင်ကမင်းသမီးရွှေသမီးရဲ့ဒီလိုနှိမ့်ချပြီးတော့ကိုကြီးတဲ့စိတ်ထားလေးပေါ်ဘလိုမျိုးထင်မြင်မိကြပါလဲ။ comment မှာဝင်အောင်ချီးကျူးစကားလေးပြောသွားပေးကြပါဦး။ချီးကျူးအပိတ်ကြတဲ့ပရိသတ်တွေကိုကျေးဇူးထုံးမိတ်တင်ရှိပါရရှင်။